ီးစားလိုမင်းကြီးတောင်းနေလက်ထက်မှာမိုးကဂုံနေလားလို့ဟုတ်ချက်ချင်းမဖြေနိုင်ဘူးဆိုတော့ဟိုမိုးကမှစဉ်းစားမဲ့သူရှိနေရလားမိမိဆိုလို့ရှိရင်လည်းယထုခုလိုပူပူနွဲ့နွဲ့တခါမှချက်မကြွဘူး ထားခေါင်းလိုက်ရလို့ဟာမြေကြီးကြနေကျွန်တော်ဘာလို့ငိုတာလဲဘာဖြစ်လို့လဲကျွန်တော်ဟမ်ကျွန်တော်အခုလုံးဝထွေးမှုရပေးတော့ကျေးဇူးတင်ပါတယ်နော်ကျွန်တော်ဘွားမှာလေမိဘရေစီရော သူသူစီအမအခုလိုမျိုးနှွေးထွေးမှုတွေမြစ်တာတွေမရဘူးသီလားကဲပါရေတို့ရစိတ်မကောင်းစရာပြောမနေနဲ့နော်ဘဝတစ်ချောင်းလုံးနဲ့ဒီမွေးရှင်ဆိုင်လာခဲ့ပြောကြီးပဲရှေ့ချကုတ်ဘဝကိုပြောနေနော် ။နောက်ဆိုလို့ရှိရင်ရဒုစီကိုအခုလိုမျိုးလာအောင်ပါလာရင်ရဒုကိုအခုလိုမျိုးဂယူဆိုင်အောင်ပါလာ။လာမှာပေါ့ရဒုရဲ့နောက်တစ်ခါတွေ့လို့ရှိရင်အပြင်မှာမဟုတ်ပဲနဲ့အိမ်မှာထပ်တွေ့မယ်ဆိုလို့ရှိရင်ဟင်းနဲ့လက်ချက်တွေ့မယ်၊ထမင်းနဲ့လက်ချက်တွေ့မယ်၊ရဒုအတွက်လည်းကော်ဖီဖြော်ပေးမယ်။နော်ရဒုနော်။အခုစားတော့နော်၊ထမင်းစားတော့နော်။ မိုးကတနေရသွားဆက်ရှိလို့လာရင်ဟုတ်တယ်ရတုရဲ့ဒီနေ့အပြင်မှာကိုအလုပ်ကိစ္စလေးချိန်တာရှိရဲ့ဒါမဲ့ရတုကတိပေးတာပြတာဖြစ်နေလို့ကိုလာလိုက်တာဩဟုတ်ရတုကလေအစတော့ကမိုးကကိုညနေလောက်ထိနေခိုင်းမလို့ဟိုမိုးကရှိတော့ရတုလည်းအပြင်ထပ်ပစ်တော့ဘောပြီးတော့အနီးကလည်းညချမှတ်ပြန်လာမှာဆိုတော့လေဟင်အဲ့ဆိုလို့ရှိရင်ရတုတယောက်လည်းဖြစ်နေမှာပေါ့ဒါမဲ့လေကိုက ။အပြင်မှာလုပ်ကိစ္စအချိန်နာပြီးသားဖြစ်နေတော့ဘယ်လိုလုပ်ပြရမလဲမသိဘူး။အလုပ်ကိစ္စဆိုတော့ဘယ်တက်နိုင်မှမလဲ။သွားမှာပေါ့။ကျေတူရရပါတယ်။အများရန်အခုလိုတယောက်တည်းနေနေကြဆိုတော့နေသားကြနေပါပြီ။ဒီညတော့ရတုအပြင်မထွက်တော့ဘူးလေ။ TV ကြည့်ရင်ကြည့်မယ်၊စာဖတ်ရင်ဖတ်မယ်၊ဒါမှမဟုတ်ပုံစံရင်စာမယ်။အဲ့လိုပဲနော်အမြင်နဲ့အိမ်မှာကဲဆာဆာကုလဲစားပြီးသွားရမယ်နော် စားလိမ့်။ဟုတ်။ကောင်းနေ။ဒီအမီချိုလည်းကျွေးလာ။ ောက်ကြည့်ရတာဒီနေ့ထမင်းသိစားမကောင်းတယ်လို့ပဲနော်။အော်မဟုတ်ပါဘူး။ဒီမှာအဲ့ဒီအနေနဲ့စားရသေးတယ်ကျွန်တော်သိမစားလို့ပါ။ခိုင်းထထောင်မှာစီးစားနေလိုက်ရပိုကောင်းနေပါလိမ့်မယ်။အဲ့လိုမျှမပြောလဲမိုးကောင်ပိတ်ရတိုင်းထမင်းလာစားကိုဖိတ်ပြီးသားပါ။ကျွန်တော်လာကြမှာလေ။ဒါမဲ့အလုပ်တွေရှုပ်နေတာ။ပြီးတော့အခုလိုမျိုးလာတော့လေနောက်ကြပြီးမှလာဆိုတော့စီးစားညုံထမင်းစားကိုစောက်ခင်းလာတာအရာအားနာပါ ်အရပါတယ်ရှင်းနဲ့လက်ထပ်ပြီးရင်လည်းဇနီးတယောက်အနေနဲ့လောက်ရမယ်တာဝန်ပဲဟာဟုတ်တခါတည်းကျင်သားရတော့အောင်ပေါ့အော်ဒါနဲ့မမေကစီစံညိုပေးတဲ့လက်ဆောင်တွေသဘောကျတယ်ဒါစီစံညိုပြောပြပါအောင်နဲ့အနေသဘောကျတယ်ဆိုလို့စီစာလည်းဝမ်းသာပါတယ်အဲ့ကြောင့်လည်းမေယာစီစာမျိုးကိုချွေးမှတ်တဲ့ပုံသဘောကျတယ်။စီစာက တားရှင်ဘက်ကသဘောကျအောင်တမင်လုံးနေအောင်မဟုတ်ပါဘူးကျွန်တော်လည်းစီးစာညို့ကိုကိုကိုပေါ်ပြီးပြောနေတယ်လို့မဆိုတော့ပါဘူးကိုမကအရင်နောက်တက်တာပဲเนาะအော်ဒါနဲ့မူကကိုစီးစာကြောစရာတခုရှိတယ်ဒီလားပဲသိမလဲစီးတာမှမပြောရသေးတာကဲဘာလဲပြောပါဦးအင်းစီးတာအခုချိန်ထိ ီစားတစ်ခါမှမထားဘူးသေးဘူးဟိုယောက်ျားလေးမိတ်ဆွေလည်းမရှိကျွန်တော်ရုံပါတယ်စီစားညုံယူသတော်ဝင်ခံတယ်ဆိုတော့အဲ့ဒါကြောင့်လည်းစီစားညုံလူကြီးရဲ့သဘောကျနေတယ်ဟိုလူကြီးရဲ့သဘောကျလာရွေးပြောနေတယ်မိုးကရဲ့သဘောကောစီးစားလိုမင်းကြီးတောင်းနေလက်ထက်မှာမိုးကဂုံနေလားလို့ဟုတ်ချက်ချင်းမဖြေနိုင်ဘူးဆိုတော့ ဟိုမိုးကမှစဉ်းစားရမဲ့သူရှိနေရလားစီစားအရှိမအနီတို့စောင့်နေတာကြာနေပြီဆိုတော့အားနေစေအဲ့ကတော့ကြာတော့တောင်းခင်လေဟိုစီစားတတိဖြောက်ရဖြောက်ရလိုက်ခင်မယ်အဲ့ကျွန်တော်တောင်းနေမှာอีหลายมาอ๋อตามาบ่กะไทบาเลยตะมีเอเผ่อเนี่ยทีเนี่ยเข้าได้ အဲ့လိုပဲမမူးကရဲ့သမီးလေးကအရန်အလဲလေးတိလိမ့်မာတာအဲ့ဒီလိုထမင်းစားပြီဆိုလို့ရှင်လေအသီးတို့ဖြော်ရတာပြောစရာမလိုအောင်တခုမဟုတ်ဘူးလုတ်ပေးနေကြလေဟုတ်ကဲ့အဲအကယ်လည်းဒီသားစုလေးတော့မြွတ်ထုတ်မှုရတော့တယ်မမူးကစီးသားလေးကလည်းအကက်ပေါ်မှာဖတ်ကြည့်ရလို့ဆက်ဆက်နေတယ်အဲ့ဒီရလည်းအန်ဂျယ်လိုတွေကိုကူပေးတယ်အော်ဤနေစီးသားလေးကအကက်ပေါ်မှာတိတဲ့နားလေတော့ကိုကိုကိုကံကောင်းတယ်လို့သတ်မှတ်မိတယ်ကြည့်တယ် ုလိုကြားတာဝမ်းသာပါတယ်အငယ်ဟောတနေ့မမောကလကမီကစောက်တာဒီကုဘကတက်ကန်ရောင်းထုတ်ပါဘူးစင်ဟောဟုတ်တယ်အငယ်ဟိုမြို့လေးကတက်ခိုင်းနေတော့အမျက်ဆုံးမရဘူးလေဒါမဲ့လည်းတက်ခိုင်းရင်ချက်ချင်းအကုန်ရောင်းထွက်သွားဆိုလေကုမ္ပဏီတွက်နိုင်ကောင်းရတာဒါပဲကွာစီးပွားရေးလုပ်ငန်းရှိဆိုတာအမျက်ဆုံးမရတော့နာမည်ကောင်းတစ်ခုနဲ့အောင်မြင်မှုရအောင်လုပ်နိုင်အောင်ဟုတ်ကဲ့ပါမင်းပေတော့ မင်းတို့တားကောင်းတယောက်ရှိတယ်။ကံကောင်းတယ်ကွာ။အဲ့လိုလူတော်လူကောင်းလေးဖြစ်နေတော့အီရလဲလေ။သမီးလေးရဲ့မင်္ဂလာကိစ္စကိုလက်ခံလိုက်တာပေါ့ကိုတော်ရဲ့။ဒါတာမီပါရီကသမီးလေးနဲ့အများဆုံးလက်ထပ်စီခြင်းပြီး။မမေကလေနှစ်ဖက်မိဘအသိမှတ်ပြုပြီးသားပဲဥစ္စာ။ဘယ်ချိန်လက်ထပ်လက်ထပ်ရပါလဲ။အဲ့လိုပဲဟုတ်ပါမလဲတမီးရဲ့အချွေဆွင့်နေရွယ်လုံးကောင်မှာပေါ့နှစ်ဖက်မိပါရလဲသဘောတူနေပြီပဲဟာ အချိန်ဆွဲနေအမလာကိစ္စဆိုတော့အနောက်ရှက်ဝင်တက်တယ်သိမိရဲ့နောက်ဖက်ပြီးတော့ပြည့်စုံဖြစ်နေဘာလို့သေးလို့လဲကဲလူကြီးတွေကလောနေပြီဆိုတော့မောင်မို့ကောင်တို့ကတိုင်ပင်လိုက်ကြတော့နော်အဲခက်ခဲတွေပါညာရှိရင်အကဲကိုပြောဒွဲတာအကဲဖြည့်စီးပေးဟုတ်ကဲ့ပြောပါမယ် အမင်းဘာပြောခဲ့ဘာပြောရမှာလဲငါမိဘတွေကိုတိုင်မယုံမယ်မပြောတော့ဘူးကွာတိုင်အောင်တိုင်မိမိလားဘာမှမပြောရသေးရမင်းသိရဲ့အတိုင်းပဲငါ့အမေကစီးစံညုံလက်ထပ်ဖို့လောနေရမင်းကဘာတွေ့ဝေးနေတာအမချစ်သူကြီးသားလည်းရှိတာမဟုတ်အဖက်မိဘရဲ့သဘောတူတာစီးစံညုံဆိုတာလည်းပြည့်ချက်ရှိတဲ့လူမင်းကလေးမဟုတ်မင်းပြောမှန်ပါတယ်စီးစံညုံကအိမ်အောင်ဖက်ဖြစ်ရွေးချယ်မယ်ဆိုလို့ရှိရင်ပြောရဆံမရှိအောင်အားလုံးပြည့်စုံတဲ့မင်းကလေးတွေ ဒါမဲ့ကွာရောဗါလေရုမီကြောင်လားဘာမှပြန်မပြောတာဝင်ခံတဲ့သဘောလားရောမစည်းစာညိုပဲလက်ထပ်မှာပါကွာအမေးတာအိပ်ပြေမဟုတ်ဘူးလေမေရုမီကြောင်တွေ့ဝင်နေရလားရုမီကိုချက်နေရရောင်းတရလောကကြီးမှာကိုချစ်တဲ့သူနဲ့လက်ထပ်တဲ့သူတစ်ထပ်တည်းမှဖြစ်တာလေမရှိရမသိတာပဲအဲ့ဆိုရင်ရုမီကိုချက်နေပြီးတော့ စီးသားညိုလက်ထက်တင်တဲ့မိန်းကလေးလို့မင်းပြောချင်တာလားမင်းပြောမှန်ပါတယ်ဒါမှကွာအန္တလုံးသားရတုမီကိုမဆွတ်မနိုင်ဘူးဖြစ်နေတယ်မင်းလို့လှုပ်ပေးတာတွေကိုရတုမီတီးသွားမယ်ဘယ်လိုတွေးမထင်လဲဘလို့ထင်ရမှာလဲသူစိတ်ကိုတော့ငါလည်းမပြောတတ်ဘူးကွာဒါပေမဲ့ငါပြောနိုင်တာတကူကတော့ရတုမီမင်းကြောင့်ပြောင်းလဲသွားတယ်အရင်လိုငါဆိုင်မှာလာတာမတွေ့ရတော့ ခြားနေရာတွေမှာလည်းသွားတော့ဒါတော့ကွာငါသူ့အိမ်လေးတိုင်းသွားနေလို့မလာလည်းဖြစ်မှာပေါ့ငါဖြစ်နေတာအဲ့ဒါပဲလေရုမီမင်းသားရှိနေပြောနေအရာအားလုံးတက်မင်းကိုပို့ပြီးမျောလင်းမင်းစကားတွေဆိုလဲသူအမြင်နာတောင်းအရင်ကဆိုကွာသူနောက်ဘယ်ယောက်ျားလေးမှကတ်တာမကြိုက်အခုမင်းသူ့နားလာတာကိုလိုလားလက်ခံတနေ့ကြလို့ရှိရင်စီးစာညိုလက်ထပ်မယ်ဆိုတော့ရုမီဖွင့်ပြမှာ ရုမီကိုချက်နေတဲ့အကြောင်းရုမီတရားမပြောတော့ဘူးလားဟာတတ်ထုံမင်းပြောသလိုမငါသူ့ကိုဖွင့်ပြောလိုက်လို့ရှိရင်သူ့ကဝေဒနာအထက်ပြီးပေးသလိုဖြစ်နေတော့မှာပေါ့ကွာငါအခုလိုမျိုးသူ့နားမနေပြီးဆောက်ရှောက်ပေးနေရအောင်ပဲသူလက်ချိန်နဲ့နေရမယ်အဲ့မင်းဘက်အတွေးလေကွာစရဲနောက်ဆုံးမယ်ဆိုရင်လေမပတ်သက်မိအောင်ကြိုးစားခဲ့ပါလားခုကရေနစ်တဲ့သူကိုကြိုးချပြီးတော့မှကုန်းဝယ်ရောင်းမှပြန်ပြီးတွန်းချတယ်ဖြစ်နေ ငါသူ့ဘဝလေးပြောင်းလဲပေးဖို့ကြိုးစားပေးခဲ့တာပေါ့။ဒါဆိုတက်သိရှိရင်ဆိုင်လက်တွဲလိုက်ပါလား။တထမင်းဆိုရင်မင်းအိမ်တော်ပြုတ်ရမယ်ဆိုလို့ရှိရင်ရဒုမီလို main clip ကိုရွေးမလား။စီးစာမျိုးလို main clip ကိုရွေးမလား။ဒါတော့ကွာကိုကချစ်နေရယ်ဆိုရင်တော့ဟဲ့ကလေးအတွင်းနဲ့ပြောမှာဆိုလို့ရှိရင်ငါ့မှာတခြားရွေးချယ်စရာမရှိလို့ရှိရင်ထားအောင်အခုငါပြီးပြရတယ်လားဂတိပေးတာပြီးတာဖြစ်နေတယ် စည်းစံညိုကလည်းငါလက်ထပ်ဖို့အတွက်ဘက်ဘက်တင့်တော်တယ်မိမိတယောက်ပြီးတော့ငါမိဘအတိုင်းဝန်းတွေစိတ်မစင်းရဲစေခြင်းဘွာပြီးတော့အဓိကအဖြစ်စည်းစံညိုတို့အတိုင်းဝန်းတွေကိုငါဂုဏ်သိက္ခာမကျစေခြင်းအာမာဂျလူမီကိုချစ်နေဆိုတော့အခုချိန်ကြီးဖွင့်မပြောရသေးဘူး